မင်္ဂလာပါကိုခိန်း Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားချင်ပါတယ်ပထမဆုံးနေ့ကျတဲ့တင်ကတော့ Steven William ကိုဘာစလနာကခေါ်ဖို့အခွင့်အရေးရှိခဲ့ပေမဲ့ဘန်နာရေးအချက်တဲကြောင့်မခေါ်ယူနိုင်ခဲ့ဘူးဆိုတဲ့သတင်းလေးကိုကျွန်တော်ပြန်လည်ပြီးတော့ဆွေးနွေးပေးခြင်းပါတယ်။မူရင်းသတင်းအမြစ်ကတော့ Talksport ကနေဖော်ပြထားတာပါ။အဲ့တော့ Steven ဝီလျံရဲ့အေဂျင့်ဘာပြောခဲ့တယ်လဲပေါ့နော်သူ့ရဲ့စကားလေးတွေကိုကျွန်တော်အရင်ပြန်လည်ပြီးတော့သွင်းနေချင်ပါတယ်အစတီဗောင်အေဂျင့်အန်ဒရီကာရီယာအစတီဗောင်ကချယ်ဆီအသင်းနဲ့၈နှစ်စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်လက်ရှိအချိန်မှာလည်းသူ့ရဲ့အချိန်တွေကိုချယ်ဆီမှာပျော့ပျော့ရွှင်ရွှင်ဖျက်သန်းနေပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း तू ကဘာစီလိုနာကိုအရင်နှစ်သက်ခဲ့ပါတယ်ဒါကြောင့်လဲကလပ်ရဲ့နီးစနစ်ပိုင်းဆိုင်ရာဝန်ထမ်းတွေကအစတီဗောင်ကို ဘာဂါကိုခေါ်ယူဖို့အတွက်အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ဒါပေမဲ့ဒက်ကိုကတော့ကလပ်ရဲ့စီးပွားရေးအခြေအနေတွေကြောင့်အကန့်အသတ်ရှိခဲ့ပါတယ်။ဒက်ကိုကတော့ဘာစလိုနာအသင်းရဲ့ sporting director ပေါ့နော်။ကျွန်တော်တို့ Chelsea မှာလည်းကစားခဲ့မှုပါတယ်။ထားပါ။အဲ့တော့ကျွန်တော်တို့က Stefan ရဲ့အပြောင်းအရွှေ့အတွက်ဘာဂါနဲ့လွန်ခဲ့တဲ့၄နှစ်လောက်ထဲကဆွေးနွေးခဲ့တာပါ။ကျွန်တော်တို့ကိုယ်တိုင်လည်းသူ့မှာကောင်းမွန်တဲ့အနာဂတ်တွေရှိနေတယ်လို့ဘာဂါတာဝန်ရှိတဲ့သူတွေကို တင်ပြခဲ့ပါသေးတယ်။သို့တော့တစ်ဖက်မှာတော့ဘာကာရဲ့ဘန်နာကြီးကအခြေအနေမကောင်းခဲ့တဲ့အတွက်ကြောင့် ST Vaughn ရဲ့အပြောင်းရွှေ့ကဖြစ်မလာခဲ့တာပါဆိုပြီးတော့ရင်ဖွင့်သွားခဲ့တာပါ။ဆိုတော့ဘာကာနဲ့ပွဲပြီးမှ ST Vaughn ကဘာလဲဆိုတာတသက်ပြသနိုင်ခဲ့တယ်ပေါ့နော်။တစ်ဖက်မှာ Lamine Yamal လို့ကမ္ဘာအကောင်းဆုံးဝင်ကားတွေတက်ကတယောက်ဖြစ်လာတဲ့ခြားတိတ်အနေနဲ့မကူကူရီယာထိန်ချုပ်မှုအောက်မှာနစ်မျောနေတဲ့အခြေအနေမျိုးတိုးတော့တစ်ဖက်မှာကျတော့ Steven Williams နဲ့ Beldi လို့ စပိန်အသေးရဲ့အကောင်းဆုံးလူငယ်တယောက်ထိန်းချုပ်နေသည့်တိုင်အောင်ကူဘာစီလိုမျိုးလက်ရှိမော်ဒယ်ဘောလုံးဈေးကွက်ရဲ့ကမ္ဘာဈေးအကြီးဆုံး CB တယောက်ထိန်းချုပ်နေသည့်တိုင်အောင်လွတ်လပ်စွာလှုပ်ရှားရုန်းကန်နေတာကိုမြင်ရတော့ကစားသမားနှစ်ယောက်ကအိတ်ပွဲတွေမှာကွာဟမှုလေးတွေကြီးမားခဲ့တယ်ပေါ့နော်ကြော့အစတီဗန်ဝီလီယံအနေနဲ့သူတကယ်စိတ်ထဲမှာသဘောကျခဲ့တဲ့ကလပ်ကဘာစလိုနာဖြစ်ကောင်းဖြစ်မယ်ဗျာတို့ပေမဲ့သဘောကျတာကတပိုင်ဟိုကို ဖြစ်ချင်တာထက်ဖြစ်တင်တာကိုဦးစားပေးလိုက်ရတဲ့အခြေအနေမျိုးလေးတွေရှိတယ်ဆိုတာကိုသူ့ရဲ့အေဂျင့်ကပြောပြသွားခဲ့တာပါဒါပေမဲ့လည်းလက်ရှိချိန်မှာတော့အစတီဗောင်းက professional ဆန်သွားနေပဲ Chelsea တင်းမှာကစားနေတယ်ဘာစနာကိုထပ်မံပြောင်းရွှေ့ဖို့ဆိုတာကတော့ရှစ်နှစ်စာချုပ်ချုပ်ဆိုထားတဲ့အတွက်ထင်သလောက်မလွယ်တော့ဘူး Chelsea ကလည်းလူငယ်ကစားသမားကောင်းတွေအတွက်ပျော်စရာကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်အစတီဗောင်းဒီသူ့ငယ်စဉ်အချိန်ကာလတော့ဘာစနာကိုသဘော ကျခဲ့တာသာရှိပါလိမ့်မယ်လက်ရှိချိန်မှာတော့ချဲစီမှာပျော်ရွှင်နေတယ်ဆိုတာသိကြပေါ့ငင်းလို့မရပါဘူးဒါတွေမကသေးဘူးချဲစီကလည်းဘရာဇီးကစားသမားရင်းနဲ့ပတ်သက်ရင်တမိုင်းမှတ်တမ်းကောင်းတွေရှိခဲ့ဘူးတဲ့အတွက်ကြောင့်ချဲစီသာအစတီဗန်ဝီလျံကိုစနစ်တကျလေရေရှည်သုံးဆွဲပေးမယ်ဆိုရင်ကမ္ဘာမှာတန်ကျင်းအမြင့်ဆုံးခြေစွမ်းအကောင်းဆုံးကစားသမားရင်းတွေကတယောက်ဖြစ်လာဖို့ရှိပါတယ်ဒီချိန်မှာတော့အစတီဗန်ကိုကျွန်တော်တို့ဒီဈေးလောင်းနဲ့ခေါ်ယူလိုက်တာတန်တယ်လို့ပြောတဲ့ပြိတ္တတွေကြီးပဲရှိပါလိမ့်မယ်ခင်ဗျ ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Chelsea နေနဲ့ဂိုးသမားတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းလာနိုင်တဲ့သတင်းဖြစ်ပါတယ် Sky Sports ကဖော်ပြထားတာပါဘာလို့လဲဆိုတော့ AC Milan ဂိုးသမားမိန်ညောင်ပါအဲ့တော့မိန်ညောင်က AC Milan နဲ့စာချုပ်သက်တမ်းတိုးဖို့မရည်ရွယ်ဘူးလို့အခုနောက်ဆက်တွဲသတင်းတွေမှာဆက်လက်ဖော်ပြထားပါတယ်ပြီးခဲ့တော့ဖော်ပြခဲ့တဲ့သတင်းတွေအားလိုမျိုးပဲမိန်ညောင် AC Milan နဲ့နောက်လာမယ့်နေရာဒီမှာစာချုပ်သက်တမ်းတိုးဖို့အစီအစဉ်မရှိဆိုတော့သဘောမျိုးပါအဲ့တော့ကျွန်တော်ပြ တခါလေကြရတယ် AC Milan ရဲ့လုပ်ရက်ကိုရင်တော့နားရတယ်ပေါ့နော်သူတို့စောစည်းသွားအင်းကြောင်ရောင်းလို့ရပါလေရက်နဲ့ကတ်တက်ပြီးကျွန်တော်ချယ်ဆီကိုမရောင်းခဲ့ဘူးမျက်နှာမထောက်တာကျွန်တော် AC Milan ကိုအီတလီစီးရီးဘောလုံးအသင်းတွေထဲမှာဟိုရင်တွေကသဘောကျပါတယ်ဟိုကာလိုတို့ဘာလို့ရှိကြတဲ့ဟိုပုံကိုရေးရမကြိုက်တာဘာကြတော့မရှိပါဘူးတိုးတော့သူတို့ရဲ့လုပ်ရက်ကိုပဲကျွန်တော်အဓိက highlight လုပ်ပြီးဆွေးနွေးနေတာပွင့်လင်းပြောရင်လေ AC Milan ရဲ့ဟိုအနေထားလေးတစ်ခုဖြစ်အောင်ချယ်ဆီကတောက်လျှောက် supporting အောင်လုပ်ပေးခဲ့တယ်လို့ပြောရမယ် ်စီးပွားရေးရဗျာငွေကြေးရတော့ရှိတာပေါ့ကစားသမားတယောက်တော့အလကားပဲပေးပါမယ်သို့တော့ဈေးတင့်စွာနဲ့ရောင်းပေးခဲ့တယ်ဒါခရစ်ယာန်ပူလီစစ်ဆိုလဲချက်ကြီးခေါ်စဉ်အချိန်ကာလတုန်းကပြောင်းရွှေ့ရေးထက်ရော်နေပြီးရောင်းပေးခဲ့တယ်အသက်လည်းအရန်ကြီးသေးတာမဟုတ်သေးဘူးတိုမိုရီနောက်ကွင်းလေကရူဘင်လော့ဖ်တက်ချီတော်တော်များပါပဲချယ်ဆီရဲ့မင်းချောင်ခေါ်တဲ့ကြီးကနဲတယ်ဆိုရင်တောင်မှဒါပါပြောအလွတ်ပြောင်းရွှေ့ကြီးနဲ့နောက်လာမယ့်ရာသီမှာအလွတ်ထွက်ခွာဝင်ပေးရမယ်ကစားသမားလေကိုအသင်းကိုအကျိုးပြုပေးခဲ့တဲ့ကလပ်တင်းတသင်းရဲ့ မျက်နှာအောင်တော့ကြည်ပြီးမိန်းကြောင်ဈေးတက်တက်တာနဲ့ကျွန်တော်နွေရာသီပြောင်းရွှေ့ကာလမှာခရေကရောင်းပေးခဲ့တဲ့လို့ထင်ပါတယ်အခုချိန်မှာတော့မိန်းကြောင် AC Milan ဇလက်ရှင်းသွားပြီးမိန်းကြောင်ဒီလည်း Chelsea အသင်းကိုပြောင်းဖို့လမ်းဖွင့်ထားတယ်နောက်လာမယ့်ဘောလုံးရာသီမှာ Chelsea အသင်းရဲ့ဂိုးသမားအပြောင်းရွှေ့တွေကိုကျွန်တော်အဓိကမြင်လာဖို့ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့ Senior Dodgers စီမှာ အိုင်ဘက်ခွရှိကို၅တလုံးမစ်နဲ့မောင်ငါ၆တို့ကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူဆူကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 893 18 9 380 80မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းချင်တဲ့သတင်းကတော့ Philip Jorgensen နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Football Insider ကဖော်ပြထားတာပါ။ဒိမတ်ဂိုဒမာ Philip Jorgensen ကမိန်ညောင်ဒါမွန်ရဲ့တခြားဂိုဒမာတရားကိုရောက်လာမယ်ဆိုရင် Chelsea ကနေထွက်ခွာသွားဖို့ရှိတယ်လို့ဖော်ပြထားတာပါ။အဲ့တော့ထွက်မှာပဲ။ရောက်လဲရောက်လာမှာပဲ။ တကယ်လို့မင်းကြောင့်မရဘူးဆိုရင်တော့မှမိုက်ဖန်နာစရောက်လာနိုင်မယ်ကျွန်တော်ကဖန်နာစ်ကိုပို့ပြီးတော့တော့သဘောကျသေးတယ်ကျွန်တော်ဆိုရဲသဘောပါဗျာဖိလစ်ယော်ဂင်ဆင်ကိုပြောင်းရွှေ့ကြီးပေးပြီးတော့ချက်စီကိုခေါ်ခဲ့တယ်ပြောင်းရွှေ့ကြီးကလည်းမနှဲတော့မနှဲဘူးမများသည့်တိုင်အောင်ပေါ့နော်ဒါမဲ့ဘာမှလည်းအထောက်အကူမပြုဘူး Robert Sanchez လောက်တောင်လက်ရှိအချိန်အဆင်မပြေတဲ့ဂိုးသမားတစ်ယောက်ကိုကျွန်တော်တွေကဘယ်လိုယုံကြည်လို့ရမလဲသူရောက်လာတဲ့အချိန်မှာတော့တိတ်တော့မျောလင်းချက်မကြည့်ဘူးဆိုပေမဲ့ဩသူတခုခုလုံးပြနိုင်ခဲ့ရင်ကောင်းသားဆိုတဲ့အတွေးခေါ်မျိုးလေးတော့ကျွန်တော်မှရှိခဲ့တယ်ဒါမဲ့ဆရာကြီးက အရန်ဂိုးသမားအဖြစ်နဲ့ပဲတောက်လျှောက်ဖမ်းနေရတယ်အခွင့်အရေးလို့ဖမ်းရင်လေကြောင်တောင်ကြားတတားတွေလို့တော့အဆင်မပြေတော့ဘူးပေါ့နော်ရောကင်စင်အသက်အရွယ်တစ်ခုရှိနေသေးတယ်ဆိုပေမဲ့လည်းကျွန်တော်ကတော့ချက်စီမှာရေရှည်ဆက်ဖမ်းဖို့အဆင်မပြေတော့ဘူးလို့ပဲယူဆတယ်နောက်ပေါ်လုံးရသည်မှာ Robert Sanchez တောင်မှဂဏန်းသိပ်ပြီးတော့မငြိမ်ပါဘူးမိန်ညာရော Mike Panthers ကိုရောက်လာပြီဆိုရင်ဂိုးသမားတွေပုံသွားပါလိမ့်မယ် Robert Sanchez ရော Philip Jorgensen ရောအသင်းကနေနောက်လာမယ့်ဘောလုံးရသည်ထွက်ခွာဖို့ရှိပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကွင်းပြပါခင်ဗျာ